မင်္ဂလာပါဆရာဟုတ်ကဲ့မင်္ဂလာပါခင်ဗျဆရာရဲ့နာမည်လေးနဲ့ဒီ Inorita Leadership University မှာပဲဘာသာရပ်ကလေးကိုသင်ကြားပေးနေရလဲဆိုတာရင်ဆုံးမိတ်ဆက်ပြပါအောင်ဆရာဟုတ်ကဲ့မင်္ဂလာပါကျွန်တော်နာမည်ကောင်းထက်ပါကျွန်တော်ကတော့ Hotelin ခီးသွားလာရေးတင်တန်းချောင်းကန်တော်ကြီးကကျောင်းအဆရာကြီးပါခင်ဗျဟုတ်ကျွန်တော်ကတော့ Inorita Leadership University မှာကျွန်တော်အဓိကကတော့သူစွမ်းအားအရင်မြင့်စီမံခန့်ခွဲမှုဘာသာရပ်ကိုကျွန်တော်သင်ကြားပေးပါရခင်ဗျ ခုလိုမျိုးဒီ Noita Leadership University ရဲ့ကျင်းပရဲ့ graduation ပွဲယူပေါ့နော်တက်ရောက်လာတဲ့အခါမှာဆရာတယောက်နေရဲ့ယနေ့ကပီတိစကားတန်လေးလဲဆရာမျှဝေပြီးပါအောင်ဆရာဟုတ်ကဲ့ဟိုဆရာဆိုတာကတော့ဗျာကျွန်တော်တို့ငငယ်နေရဒါကပြားတွေဘာတွေမှာလဲဟိုဖျောင်းနိုင်တဲ့တိုင်ပေါ့ဗျာတည်မလားမီးထွန်းထားတဲ့ဖျောင်းနိုင်တဲ့တိုင်တပည့်တွေကလာပြီးတော့မီးလာလာတော့လေကိုရှီယာမီးပေးနေရတယ်ဒါပေမဲ့ကိုရဲ့မီးအလျံကတော့ငကိုနေရရှိပြီးသားအခြေအနေရှိအဲ့တော့ကြတော့ ဖြစ်လဲဆိုကျွန်တော်တို့အနေနဲ့ကတော့ဒီမှာရှိကျွန်တော်ဒီမကောက်ဒီမှာရှိဆရာတွေဆရာမတွေကလည်းဘာဖြစ်လဲဆိုပညာမျှဝေတဲ့အဆင့်ပေါ့လေအဲ့ဒါပညာကိုမျှဝေတယ်ကိုတိတာတတ်ထားတဲ့အဲ့ဒါမျှဝေတယ်တပည့်တွေကလည်းရအောင်ပြီးယူတဲ့အတွက်ကျွန်တော်ကတော့တော်တော်လေးကိုဝမ်းသာတယ်ကျွန်တော်ဆိုရင်ဒါ university ကလုပ်တဲ့ workshop မှာဆိုလဲကျွန်တော်တွားပြီးတော့သင်တန်းပို့ချတာလည်းရှိခဲ့ပါတယ်။တော့အဲ့တော့ကြတော့ဘာဖြစ်လဲဆိုအရန်ဝမ်းတာတယ်။ဟိုဆရာတော်လုပ်ပေးတဲ့အတွက်လည်းအရန်ဝမ်းတာတယ်။ဘာဖြစ်လို့လဲဆိုတော့သာသနာ့ဘောင်မှာရှိနေတဲ့လူတွေဟိုကကိုရော်တွေလည်း ယ်ဟိုခေတ်ပညာတိလာတယ်เนาะသူတို့တာသနာနဲ့ပတ်သက်တဲ့ဘာသာရက်တွေမဟုတ်ဘူးသူတို့တည်ရတဲ့ဘာသာရက်တွေမဟုတ်ဘူးကျွန်တော်တို့ရဲ့အပြင်မှာရှိတဲ့လူတွေဘလို့စီမံခန့်ခွဲနေတယ်လဲเนาะဘာတွေတည်နေရတယ်လဲဟိုလီခေါင်းဆောင်မှုပညာဘလို့ရှိတယ်လဲဆိုတာအဲ့ဓာတွေကိုပါလုပ်ပေးရတဲ့အတွက်ကျွန်တော်တို့ကဆရာတော်ကိုလည်းအရန်ကျေးဇူးတင်တယ်လာပြီးတော့တင်နန်းပို့ချခွင့်ပေးတဲ့ဆရာတော်ကိုလည်းကျွန်တော်က အရန်ရေးအရန်ကျေးဇူးတင်ပါတယ်ဆက်ပြီးတော့လည်းကျွန်တော်တင်နန်းဆက်ပြီးတော့ပို့ချဖို့လည်းအစီအစဉ်ရှိပါတယ်ခင်ဗျဟုတ် ခုလိုမျိုးစီ Noida Leadership University ရဲ့ဆရာတယောက်အနေနဲ့ចောင်းသားတွေရောဘယ်လိုမျိုးအကြံပေးစကားလေးများပြောချင်ပါသေးလဲဆရာဟုတ်ကဲ့ဟိုဟာပေါ့ leadership ဆိုတာကတော့ဒါနေရာတကနေရာတိုင်းမှာရှိကြတာပဲเนาะအဲ့တော့ leadership ဘာသာရပ်တွေမဟုတ်ဘူးเนาะတခြားဘာသာရပ်တွေပါရှိနေတဲ့အတွက်အဲ့ဒါအဲ့ဒီဘာသာရပ်တွေကိုပါကြိုးကြိုးစားစားလေ့လာကြပါဒီကြလာရှိရင်လည်းကျွန်တော်တို့အချိန်မရွေးမေးလို့ရပါတယ်ကျွန်တော်တို့အနေနဲ့လည်းမျှဝေဖို့အစီအစဉ်မှာလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျ ခုလိုမျိုးချိန်ပေးပြီးဖေးချပေးရတဲ့ဆရာကိုကျေးဇူးအများကြီးတင်ပါတယ်ဆရာကျေးဇူးတင်ပါတယ်ခင်ဗျာ